ဒီကနေ့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်မှာဖန်စီထိမ့်သိမ်းခံလိုက်ရတဲ့သမီးဆိုမင်္ဂလာပါပရိသတ်ကြီးရှင်ရွှေသက်ဆိုတဲ့အကောင့်နာမည်နဲ့လူမှုပွင့်ရေးစာမျက်နှာပေါ်မှာ online live ဆေးရောင်းဝယ်ရာကနေလူတီများလာခဲ့တဲ့သမီးဆိုကတော့ဒီကနေ့အော်တိုဘာလ12ရက်နေ့မနက်ပိုင်းကရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်မှာဖန်စီထိမ့်သိမ်းတာခံလိုက်ရတယ်လို့သတင်းတွေဖော်ပြချက်အရသိရှိရပါတယ်သမီးဆိုးဟာအမေရိကန်မှာရောက်ရှိနေထိုင်နေတဲ့မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပြီး သတင်းတွေမှာဖော်ပြချက်အရအမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူတဦးဖြစ်တယ်လို့လည်းသိရှိရပါတယ်။သူမဟာအမေရိကမှာနေထိုင်စဉ်ကာလတစ်လျှောက်လုံးမြန်မာနိုင်ငံကအမှုပညာရှင်တွေနဲ့လူသိများတဲ့ဆေးလီတွေကိုပုဂ္ဂိုလ်ကြီးအရာပုတ်ခတ်စော်ကပြောဆိုမှုတွေလည်းရှိခဲ့တာပဲဖြစ်ပါတယ်။ထိုထဲကမှမန္တလေးမြို့မှာနေထိုင်နေတဲ့ဒေါ်အီတင်ကိုရဲ့တားဖြစ်သူနဲ့ပတ်သက်ပြီးတော့လေမကြောင်းဝဲမနာတာစကလုံးတွေနဲ့ပုတ်ခတ်ပြောဆိုခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့အီတင်ကိုကမြန်မာနိုင်ငံကိုခဏပြန်လာတဲ့သမီးဆိုးကိုအပြမတွေးဆောင်ပြီးဒေရှမို့အတွက်စိန်ခေါ်ပေမဲ့သမီးဆိုးကလက်မခံတာကြောင့်အီတင်ကိုဘက်ကနေအမှုဖွင့်တရားစွဲဆိုလိုက်တာလည်းဖြစ်ပါတယ်။သမီးဆိုးဟာပြီးခဲ့တဲ့ဩဂတ်စ်လ22ရက်ကမြန်မာကိုပြန်လာခဲ့တာဖြစ်ပြီးမူလအစီအစဉ်အကြအော်တိုဘာလ22ရက်နေ့မှာအမေရိကန်ကိုပြန်ထွက်မှာလို့သတင်းတွေထွက်ပေါ်နေပေမဲ့ဒီကနေ့အော်တိုဘာလ12ရက်နေ့မှာကြိုတင်ပြီးတော့ထွက်ခွာဖို့စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ တရားစွဲဆိုခံထားရတာကိုသိရှိပြီးသားဖြစ်တဲ့တမီးစိုးကမြန်မာနိုင်ငံကပြန်ထွက်တဲ့အချိန်မှာသူ့ကိုမမှန်မိအောင်ရုတ်ပြတ်ထားပေမဲ့လေမြန်မာနိုင်ငံပြည်ပြည်ဆိုင်ရာလေစိတ်ကတပ်ဆိုင်ရာရဲတပ်ဖွဲ့တွေကဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။ပွဲတွေပွဲတွေမှာအများအားတွေ့နေရတဲ့တမီးစိုးတမီးစိုးကိုတမီးစိုးကိုဒါတပ်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ထိန်းသိမ်းလိုက်ရတဲ့အကြောင်းရင်းကတမီးစိုးကသူပြည်ပမှာနေစဉ်ကာလကဒီမြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေကိုသူကပွဲတွေရှာတယ်ဗျာပွဲတွေရှာပြီးတော့သူအမျိုးမျိုးဆွဆွဲပြီးတော့ပြောဆိုမှုတွေလုပ်တယ်အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုခင်ဗျားတို့လည်းတော်တော်လေးစိတ်ဝင်စားမှုတွေလည်းရှိခဲ့ကြတယ်အဲ့ဒီမှာမိုက်အင်တင်ကိုလည်းဒီသမီးစိုးကလည်းပွဲတွေဖြစ်ခဲ့ကြတယ်ဒီသမီးစိုးမြန်မာနိုင်ငံရောက်တဲ့အခါမှာဆိုရင်လည်းသူတို့တွေကချိန်ပြီးတော့ဗျာဘယ်နေရာမှာတွေ့မယ်ဟိုနေရာမှာတွေ့မယ်ဒီနေရာမှာတွေ့မယ်ဖြစ်ကြတယ်အဲ့တော့ဒီသမီးစိုးကပြည်ပမှာနေတိုင်းစဉ်က ဒီမတ်အစ်တင်ကိုသူပြောဆိုမှုနေရှိတယ်အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါမတ်အစ်တင်ကိုကဒါသူ့ကိုဒီသူ့ကိုဒီဂုံတိတ်ကကြောက်ဆွဆွဲမှုတွေပြောဆိုမှုတွေပတ်သက်ပြီးတော့သူကပြင်းဦးလင်မျိုးမှာ yes ကမ်းမှာ6ရက်10လ2025ခုနှစ်မှာအမှုဖွင့်ခဲ့တယ်။တနည်းအားဖြင့်ကျွန်တော်တို့အော်တိုဘာလ6ရက်နေ့မှာအမှုဖွင့်ခဲ့တယ်။မိုက်အင်တင်ကိုကနေပြီးတော့တမီးဆိုးကိုအမှုဖွင့်ခဲ့တာပါ။ဖွင့်ခဲ့တာကပြင်းဦးလင်မျိုးမှာ yes ကမ်းမှာအမှုဖွင့်ခဲ့ပါတယ်။ပါနံပါတ်က215မြင်းဆောင်1329ဆက်သွယ်ရေးဥပဒေပုံမှာ66နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်အမှုဖွင့်ခဲ့တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအော်တိုဘာလ7ရက်နေ့မှာသမီးစုကိုတက်ဆိုင်ရာကဒါခေါ်ယူဟိုဖမ်းဆီးလိုက်တယ်ဗောဗျဖမ်းဆီးထိန်းသိမ်းလိုက်တယ်ဗောဒါလို့ဖြစ်ခဲ့ပါတယ်အဲ့တော့ခင်ဗျားတို့လည်းသမီးစုနဲ့ပတ်သက်တဲ့ပိုးရဲတွေကတော့ခင်ဗျားတို့ခဏနားတော့နားတော့မတည်ဘူးလေလက်ရှိတော့ဒီတက်ဆိုင်ရာသမီးစုကိုတော့ကျွန်တော်တို့ခေါ်ယူထိန်းသိမ်းသွားပါတယ်ထိန်းသိမ်းရတဲ့အကြောင်းရင်းကမိုက်အသေးကိုနဲ့သူတို့ဖြစ်တဲ့ပွဲအဓိကတော့ဗျာကျွန်တော်မိုက်အသေးကိုက အာသူ့ဘောဒီဒီအတမီးဆိုးရဲ့ပြောဆိုမှုကသူ့ရဲ့ဂုံသေးခါကိုနင့်နာရတယ်ထိခိုက်တယ်အဲ့မှာသူလည်းပြောတာတွေ့ရပါလေပါလေဟိုကျွန်တော်လည်းသူတို့ကိစ္စရင်ပြောချင်ပါဘူးဗျာဒါကျွန်တော်ကသတင်းကိစ္စကြောင့်ကျွန်တော်ပြောတာပါဟိုမအေးပင်ကပါလေအဲ့လိုပဲဟိုသူကိုယ်ကိုယ်တိုင်ဗျာအများကြီးပြောတယ်ဗျာကျွန်တော်တိတ်မပြောချင်ဘူးဗျာအဲ့ကိစ္စကြောင့်လေကိုယ်ကိုယ်တာအတိအကျကျွန်တော်ကတင်ပြပေးချင်တာကခင်ဗျားတို့ဒီအပိုင်းမှာခင်ဗျားတို့ပွဲနေတော့ခင်ဗျားတို့ရှားတာတော့ခတ်သွားလိမ့်မယ်။ဒါကြောင့်ဆိုတမီးဆိုးနဲ့တမီးဆိုးနဲ့ကျွန်တော်တို့အေးတင်ကိုရပွဲ အဲ့ဒီမှာပွဲတွေပွဲတွေပြီးပါမှလည်းဖြစ်တယ်ပြီးတော့မှလည်းပွဲတွေအကြီးဖြစ်ခဲ့တယ်အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့အေသင်ကိုကသူ့ရဲ့နင်းနာမှုနဲ့ပတ်သက်ပြီးတော့အော်တိုဘာလ6ရက်နေ့မှာပြုံးလင်းမျိုးမှာရက်စကန်မှာအမှုဖွင့်ခဲ့ပါတယ်စက်သွေးရေးဥတွေပေါ်မှာ66နဲ့အမှုဖွင့်တိုင်ကြားခဲ့ပါတယ်ဒါကြောင့်ကျွန်တော်အော်တိုဘာလ7ရက်မှာဒါတမီဆိုးကိုတက်ဆိုင်ရာကနေပြီးတော့ခွန်ဦးထင်းသိမ်းလိုက်ကြောင်းသိရပါတယ်အားလုံး